လေးလေးတွေဟာလိန်တတ်တယ်ငယ်ရွယ်တဲ့အချိန်တွေလိန်ပြောတတ်တယ်အဲ့ဒါကိုမိဘတွေကမထိမ့်သိမ့်တတ်ဘူးဆိုရင်ဒီကလေးဟာကြီးသည့်ထီအောင်လိန်တတ်တဲ့ကလေးဖြစ်သွားတတ်တယ်အဲ့တော့မလိန်အောင်သွန်သင်ပေးရမယ်ငယ်ငယ်ရွယ်ရွယ်ဆိုတော့ကြောက်လို့ဖြစ်ဖြစ်ဘာလို့ပဲဖြစ်ဖြစ်လိန်ပြောတာလိန်နာဟာကလေးလေးတွေအဖို့မှာမုံစားတယ်လို့ပဲ မမကံကပြောရင်လူကြီးတွေကငါရိုက်မာလားမမာလားဆိုရဲကြောက်တာနဲ့လဲလိန်တာပဲပေါ့နော်အဲ့ဒါလို့ခုနှစ်နှစ်အရွယ်ကလေးလေးဟာလိန်တတ်မှဆိုလို့မြတ်စွာဘုရားကရာဟုလလေးကိုမလိန်ရအောင်ကလေးလေးနားလဲအောင်သင်တဲ့သုတ်တန်လေးဟာဘုန်းကြီးတို့တွေဖို့မှလည်းအမတန်မှတန်ဖိုးရှိတဲ့တရားတစ်ပုဒ်ပါပဲတရက်တော်မြတ်စွာဘုရားက ရာဟုလာကိုခေါ်တယ်ရာဟုလာလာငါနဲ့လိုက်ခဲ့ဆိုပြီးခေါ်သွားခေါ်သွားပြီးတော့မြတ်စွာဘုရားကခြေဆေးတဲ့နေရာရောက်သွားထိုင်ပြီးတော့ခြေဆေးဖို့ရာရေခတ်ထားတဲ့ရေအိုးထဲကနေပြီးတော့ခွက်ကလေးနဲ့ရေခတ်ယူလိုက်ခတ်ယူပြီးတဲ့အခါမှာရေလေးကိုတဝက်သွန်ပြီးတော့မြတ်စွာဘုရားမေးတယ် ရဟုတ်လားတွေ့လားဟောဒီမှာရေကွက်ထဲမှာရေတဝက်ပဲရှိတယ်တွေ့လားဆိုတော့တွေ့ပါတယ်ခင်ဗျာတဲ့လောကမှာလိန်ပြောတတ်တဲ့လူဆိုတာကြည်ကိုချင်းတရားပြည့်ပြည့်ဝမရှိဘူးတဲ့ဟောကိုချင်းတရားမပြည့်ဝဘူးပေါ့ဒီခွက်ထဲကရေတွေမပြည့်တယ်လို့ပဲလိန်တတ်ပြီဆိုရင်မင်းကိုချင်းတရားတွေမပြည့်နိုင်ဘူးတဲ့ကိုချင်းသီလတွေကပျက်စီးတယ် အဲ့ဒါလို့ကလေးနားလဲတဲ့စကလုံးလေးနဲ့တုံးပြီးရသော်ပြားကခွက်ထဲရည်တွေကိုတုံလိုက်တယ်ကဲရဟုတ်လားဟောဒီထဲမှာခွက်ထဲမှာရည်တွေရှိသေးလားမရှိတော့ဘူးဗျာရည်တွေတုံလိုက်တယ်အေးအဲ့ဒီလို့တုံလိုက်တယ်လို့ပဲလိန်ပြောတဲ့ပုဂ္ဂိုလ်ဟာကိုချင်းတရားတွေအကုန်လုံးစွန့်ပစ်လိုက်တာနဲ့အတူတူပဲဆိုပြီးတော့မြတ်စွာဘုရားကခွက်ကလေးကိုမှောက်ပြီးတော့မေးတယ်။ရအောင်လားတွေ့လားငါခွက်ကလေးကိုမှောက်တာ အဲ့ဒီခွက်ကလေးမှောက်လိုက်တယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့အချင်းတရားတွေဟာအကုန်လုံးဆောက်ထိုးပဲဘာမှမရှိတော့ဘူးအချင်းတရားတွေကိုအကုန်လုံးမှောက်ပြစ်လိုက်တာ ਨੇ တူတူပဲနောက်တစ်ခါမြတ်စွာဘုရားကခွက်ကလေးကိုပြန်နှံလိုက်ပြန်နှံပြီးတော့ဟောဒီခွက်ထဲမှာဘာရှိတယ်ဘာမှမရှိအေးခွက်ထဲမှာဘာမှမရှိတယ်လို့ပဲလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာခိုချင်းတရားဆိုဘာမှမရှိဘူးလို့ပြောတာဟောဒါကြောင့်မို့မင်း ရည်စရာအနေနဲ့တောင်လိမ်မပြောနဲ့လိမ်နာဟာအမှန်တန်အပြစ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပြောနော်ကဲဖះဆုံးမတဲ့စကားနဲ့ဒီကနေ့ခေတ်ပြောနေကြတာတွေနဲ့ဘလို့များกว่าချာမယ်ဒီကနေ့ရှိကြတော့အေးမူသားမပါလင်္ကာမချောတဲ့နော်လင်္ကာချောအောင်မူသားလေးထည့်တယ်ပြီးတော့ပြောနေကြဘုရားဆော့ဘုရားကကြည်လိမ်ပြောတတ်လို့ရှိရင်တဲ့ဘာမှကိုကျင်တရားမရှိတော့ဘူးလို့ဒီလိုကိုဟောတာ လိမ်မှာစိုးလို့နော်ဟောတုတ်တံတစ်ခုမှာဆိုရင်မြတ်စွာဘုရားဟောထားတာကြည့်ဧကံဓမ္မံအတ္တိတ္တမုတဝါဒိတ္တသံထုနောမမကံကံပြောခြင်းဆိုတာတစ်ခုကြော်သွားပြီးတော့မူသားစကားဆိုတတ်တဲ့ပုဂ္ဂိုလ်ဖို့မှာတဲ့ဝိထေနပရလောကတ္တနတ္တိပါပံအခရိယတမလောကကိုမစင်စားဘူး လုံးဝလွတ်လွတ်ထားတဲ့ပုဂ္ဂိုလ်တရားအနေနဲ့သူမလုံးတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့ဆိုလိုတာကလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်မလုံးနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးသူအကုန်လုံးပဲလို့ပြောတာနော်ဒါလိန်ချင်းအပြစ်တရားကိုပြောဘုရားစကားပြောပြီးဆိုမှတော့ဉာဏ်နဲ့အကုသိုလ်တွေလည်းသူလုံးမှာပဲတဲ့ဒါပြောဘာဖြစ်လို့တော့ဆိုရင်ကြည့်လေဘာလုံးလုံးလိန်လိုက်ရင်ပြီးသွားတာဟုတ်အဲ့တော့လုံးဖို့ရအတွက်ဘာမှကုန်မလေးတော့ဘူးလို့ပြော အဲ့ဒါကြောင့်မလို့ရာဟုလာကိုမြတ်စွာဘုရားကကလေးလေးကိုလိန်မှဆိုးလို့လိန်ပြောတာမျိုးတွေဖြစ်မှဆိုးလို့မလိန်ရသူ့နားချပြီးတော့စိတ်ထဲမှာဆွဲတော့တင်ကြပေးတာပေါ့ဒါတွေလည်းပဲမိဘလုပ်တဲ့ပုံကိုယ်တွေကမိမိတို့ရဲ့သားသမီးတွေကိုဒီလိုပဲတင်ကြပေးရမြတ်စွာဘုရားတင်ပေးတယ်မလိန်ရအောင်အဲလူတွေကမလိန်အောင်တင်ပေး သင်မပေးပဲနဲ့ကလေးလေးကိုကြောက်အောင်လှုပ်ထားတဲ့အခါကျတော့ကြောက်လို့လိန်တာနေပြီးတော့နောက်ကျတော့လိန်လို့ရမှန်းသိတော့ဆက်လိန်တော့တာပေါ့နောက်ဆုံးကျတော့လူလိန်ကြီးဖြစ်သွားတယ်